အချီလေးလည်းဆိုပြပါဦးရရှိရမလို့လဲအရင်ချက်ခံရအောင် happy ပျော်ရွှင်နေရတယ်ပေါ့ပျော်ပါအဲ့ဒါကြည့်လို့လိုက်ခံရတယ်အမ်အဲ့တော့နှစ်ယောက်ကြာကိစ္စတွေတော့မပြောလို့ပါကြောက်ဖတ်သူဘိုးဒီကပေါင်းဖတ်ယူမလို့ချစ်တဲ့ကြိုက်တဲ့ပြောပြရစေ how much လို့ကျွန်တော်အဆင်ပြေကြပါပျော်ပါဒါပါပဲညို့တော့အောင်တွေ့လို့ရှင်အဲ့လိုမျိုးမင်းနေကြရရောအိမ်ထောင်ယူကျူတော့မှာဆိုလက်ထပ်တော့မှာဆိုအဲ့လိုမျိုးကြီးပဲဟုတ်ပါဘူး mươi cùng cho mình nước anh hiểu không anh hiểu nhà tiền tăng từng nào tiền tăng từng nhớ phiền tao là ngó tao tên người bà anh thằng lần cùng một bà bà sao thì bà tung chân lại nhiều bà là bà bà nhưng anh là bà Happy. 嗯，那、um, 你要加给啥人表露吧 <laughs>？哈哈哈哈哈！对，谢谢你啊，你啊，那么正宗的，是不是？ အာပျော်ရတာရတာအဲ့လိုမျိုး live in the moment ပေါ့နော် ပြစ်စုံကန်တက်တက်လေးမှာပဲနေပြီးတော့ပျော်ချင်ရှင်ပျော်လိုက်တယ်အဲ့လိုအတိမတ်ဖြစ်ချင်ရှင်အတိမတ်ဖြစ်ချင်ကျေးဇူးတင်ချင်ရှင်ကျေးဇူးတင်လိုက်တယ်ပေါ့အဲ့လိုပဲမျိုးပရိသတ်တွေတိုက်ရလေတကယ်ကြီးရယ်နော်ခေါ်လိုက်အောင်ဒီနေ့တိုက်ကြလေအေးပြီးတော့တကယ်ဒါယုံနာတာဘယ်လိုလဲမယ်ယုံနဲ့ပတ်သက်ရင်သူတော်တော်လေးလိုလိုက်မယ်ဆိုတဲ့ပုံစံလေးလည်းတွေ့ရတယ်အဲ့လောက်ပဲအဲ့လောက်တောင်လား तू อ่ะอืมထင်ရတာကြောင်ဖတ်သူဘိုးဒီကပေါင်းဖတ်ယူမလို့ ချစ်တယ်ကြိုက်တယ်ပြောပြရစေဟောင်းမတ်စုလို့အဲကျေးဇူးတင်ပါတယ်ပျော်ရပါတယ်ယွန်းတော်ယွန်းတော်လည်းပြောဖြစ်ပါတယ်အောက်မထင်ထားဘူးပေါ့ပျော်ကြပါတယ်သူဟာကိုကိုယ်ဘယ်လောက်ထိနားလည်မှုပေးနိုင်လဲအဲတူတူပဲလေသူလည်းအနုပညာရှင်ပဲဆိုတော့အနုပညာလောကရရပါတယ်ကျွန်တော်အဆင်ပြေကြပါတယ်ပျော်ပါတယ်ဒါပါပဲအဲ့တော့ caption name မှာကြတော့ပေါ့နော်တက်တာတွေတွေ့ရဆိုတော့လေမိင်္ဂလာသတင်းနည်းပြီးပြောတာအာအဲ့ဘယ်သူတွေပြောရလဲမသိဘူး ယူနိုရောင်တွေ့လို့ရှိရင်အဲ့လိုမျိုးမင်းနေကြရင်ယူယူအိမ်ထောင်ယူပြုတော့မှာဆိုလက်ထပ်တော့မှာဆိုအဲ့လိုမျိုးကြီးပဲဟုတ်ပါဘူးလိုပါသေးတယ်ပေါ့ဟုတ်တယ်အဲ့ဒါဒီတိုင်းပဲဟိုစိတ်ဝင်စားမှုလိုချင်တဲ့အဲ page တွေရရေးတင်တဲ့စာတွေပါဟုတ်အဲ့တော့မင်းကဘလားဘလားတော့စိတ်ဖို့လိုဖြစ်လဲဒါတော်တော်ကြီးပါလေဆော့ရလဲတွေ့ရလဲဆိုတော့လေအမ်ဒီလိုပါပဲပြောရတော့ခက်ပါတယ်ဘလောက်လဲဆိုတော့အတိုင်းတောင်ပြောလို့မရဘူးဟုတ်လားပြရလား ပြေးပါတယ်ကိုကပြေးပါတယ်အဲ့ဒါကမှတော့ဒါရင်းလို့ကြတော့အမြင်အတွဲညီတွေ့နေရတော့လေအဲတခုပဲရှိပါသေးရင်းချက်တယ်ကိုကပါဆန်ဘလော့အတွဲညီရဲ့ကိုကနှစ်ယောက်သားအင်းရမပြောတတ်ဘူးပြောရင်မှားပါမှာဆိုလို့ မေအနေတော့ဝင်ပြန်ပြန်တောင်းတုံးတော့ပြန်တောင်းတုံးညနေပဲအဲ့လိုပဲဟိုမိမိရှီကပြန်တောင်းပြတ်တာလေအာဟုတ်တယ်ဟုတ်တယ်အယုဘယ်တော့မှအဲ့လိုမျိုးအနုပညာကြီးကိုကိုယ်တိုင်လက်ခံလိုက်တယ်ဆိုတာမရှိဘူးပေါ့နော်အမြဲမိမိပဲလက်ခံတယ်ပြီးတော့မှယွန်းလိုတာအောက်သူပြန်ထုတ်ပေးရအောင်ဟုတ်အဲ့ဒါကျွန်တော်ဒါယူနေလို့ရတယ်ငငယ်လေးကအဲ့တော့ပြောပြပါဦးဒီအချိန်ကြီးမှာဒါကိုယ်မြင်ကြရမျိုးပြန်ပြီးတော့တောင်းတုံရတဲ့အချိန်ကြီး အာအမြဲတမ်းပဲလေသူမဟုတ်ဘူးပေးရပဲတုံးတာပေါ့နော်ပြီးတော့အဲယွန်းလိုချင်တဲ့ဒါဝယ်ပေးဟွာဝယ်ပေးပေါ့အဲ့လိုတို့ကိုပ္ပဆန်နဲ့ကွာကိုအဲ့လိုစိတ်ကြိုက်တာပေးတုံးထားရင်လည်းခံမှလည်းမဟုတ်ဘူးဆိုတော့အဲ့တိုင်းလေးကပိုအဆင်ပြေပါဟုတ်ဟုတ်ပ္ပဆန်တွေပါရေးတုံးချက်နဲ့လည်းပါတယ်ပါတယ်ပါအရင်အရင်လက်ဖွာနေရေဆိုတာအမြားစစ်စစ်ရှိအောင်တက်တက်ကထိတ်နေနေရအောင်အမ်ဘယ်လိုပြောရမလဲလုံနေကြဆိုတော့လေပုံစံဝင်သွားတယ်လို့ဖြစ်သွားပါတော့เนาะ ဟိုရောအစားလောက်တော့ကဒီအလုပ်ကိုအလုပ်လိုမျိုးလုပ်တာမဟုတ်ဘူးလေနော်ငငယ်တော့ကဒီတိုင်းလေးပဲလုပ်ဖြစ်ရင်းနေဆိုတော့ तू ကပဲစီမံပေးရင်းနေဆိုတော့ကြီးရဲ့ထိလည်းဒီလိုပဲဖြစ်သွားတာဟုတ်အဲ့တော့မိမစီရတာအဲ့လိုပေါ့မဟုတ်တောက်တုံးပြီးတော့ဈေးကြီးဆုံးဝင်ခဲ့တာဆိုတော့ဘာဖြစ်လဲမှတ်မှတ်ရရအမ်ရှိအဲ့လိုဈေးကြီးရဆိုသူ့ပဲဝင် ီစားမြစ်တာလိုပဲခိုက်တာလိုပဲဟုတ်တယ်ညအဖြစ်သားငါးတောင်တသိန်းပဲပါတာအဲ့ထက်လည်းပိုမပါဘူးဟုတ်အဲ့တော့ဈေးကြည့်တာကြတော့ဘာလို့ဒါမမေကိုပဲဝယ်ခိုင်းဖြစ်တာလဲအဲ့တော့ကြာကိုကတောင်းလိုက်လို့ရှိလို့ရှိရင်ပပနာများတော့မှဆိုဘောရအတောင်းလိုက်အဲ့ဒီစီဝယ်ပြတော့စားတယ်ဘုစုဘုစုလေးရှက်ဝယ်လိုက်တာနဲ့ကောင်းတော့ကိုရိုင်းကဒါအတုံးတက်နေဆိုမမေ့ရအောင်အဲ့လိုနည်းနည်းတောင်းချမ်းတာတော့မဟုတ်ပါဘူးဘယ်လိုပြောမလဲနည်းနည်းလေးဟိုစိတ်မထိန်နိုင်တာပေါ့လက်ဖွာတာပေါ့အဲ့လို ဖေးအဲ့လိုလွင်လဲပေးလိုက်တာစိတ်ဓာတ်တော့တရားထက်တာအဲ့လိုတော့လည်းမဟုတ်ဒါပေမဲ့အော်သူကိုထပ်ပုံခက်ခဲနေဆိုရင်လည်းအကူညီလိုက်တာပေါ့ဟုတ်ပါဘူးဒါတော့ပြန်ရလာကူညီတဲ့ပတ်စံနေအာစိတ်ပြတ်တယ်တခါအဲ့ဒါဆက်ပြီးတော့ပေးနိုင်တဲ့ပမာဏပဲလဲပေးရပေါ့ဟုတ်ကဲ့လာပြီးတော့ကူညီတောင်းတဲ့သူတွေရှိသေးရှိအော်မမေကတော့ပတ်စံနဲ့မပြောနဲ့သူကရန်ရှိဆောင်လမ်းပြပဲသူကအရန်စုပဲ အဲ့အရန်စုရဲစုထားပေးရရုံးတော့ပေါ့လေအဲ့လိုတစ်ချိန်ချင်းဆိုပြီးတော့သူအမြန်ရည်ရွယ်ပြီးရုံးတော့ဟိုငငယ်လေးကရင်ကျိုးစုပေးထားဆိုတော့အော်ဒါစုရမယ်ပြီးရင်ဟိုကာလာတန်ဖိုးကလည်းအမြန်တက်နေဆိုတော့ငွေစုတာမှန်တယ်ဆိုတော့တိရောတိရပါတော့နော်ဒီမထိနိုင်ဘူးရဆိုရင်ရှင်ပေးရဖို့စုပြအဲလူကြီးရောရွှေစုပါပေါ့အဲကျွန်တော်ကတော့လူငယ်လည်းဖြစ်တယ်ရောကြတော့ အဲစိန်ပူကြိုက်တာပေါ့နော်စိန်စိန်ပူကြိုက်တယ်ဆိုတာဘယ်လိုပြောမလဲကြိုက်တဲ့အနေနဲ့ပဲပေါ့တကယ်လို့အဲ့လိုမျိုးစုမဲဆိုလို့ရှိရင်တော့ဟိုဒီလိုမျိုးအတုံးလိုက်စုတာတော့အကောင်းဆုံးပဲထင်တယ်ဆက်တခုခုလုံးဖို့စဉ်းစားရင်ဆိုမေးတုံးလိုက်လေသမီးထဲကတုံးလိုက်လေသမီးထဲကဝယ်လိုက်လေအဲ့လိုမျိုးပြောရဲဟုတ်အဲ့လိုကိုပြောမှအဲ့ဒါအမီးကအဲ့လိုမျိုးမှတုံးဟုတ်တယ်ဟုတ်တယ် သူကအဲ့လိုသူ့ကိုဆိုအရန်စဉ်းစားအကြိုက်စဉ်းစားအဲ့ဒါကြောင့်အရန်ပေးရညှောက်ညှောက်ပေးမိတုံးလိုက်ဘန်းဖြစ်ဘူးမိတဲ့ကြီးတုံးလိုက်မိပြန်ထည့်ပေးမှာပေါ့အဲ့လိုအရောရွှေစိန်နေစုတဲ့အဆုနိုင်တဲ့အရွယ်တော့မရောက်သေးဘူးเนาะဒါပေမဲ့အရွယ်တစ်ခုရောက်လာရင်တော့ရလဲအဆုရှင်ပါရဲ့ပြီးတော့ဒီစိန်ထဲသဘောကျပါရဲ့ဟုတ်အဲဒီနေ့ကတော့စိန်နှန်းတော်ရဲ့ကဘာကြီးကမုန်းပွင့်ပါဖွင့်ထားတဲ့ဆိုင်ခွဲပေါ့เนาะဆိုင်ခွဲလေးက12နှစ်ရှိပြီဆိုတော့12နှစ်ပြည့် anniversary လေးအတွက်ရိတ်ကူးလေးလုပ်ပြီးဖြစ်တာပါဟုတ် อ่ะโอเคอ่ะဒီစိတ်နှမ်းຫນွယ်ဒီ7နှစ်ပြည့်ဒီဆိုင်ခွဲလေးရဲ့ဟို promotion ပွဲမှာပြည်သက်တွေနဲ့ပြန်ဆောင်တွေ့ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဝမ်းလည်းဝမ်းသာပါတယ်။အခုဒီစိတ်နှမ်းຫນော်ကလည်းဒီကဘာရဲ့ကမုန်းပွင့်ဆိုင်ခွဲလေးကို7နှစ်ပြည့်အတွက်ဆိုပြီးတော့မှဒီစိတ်နှမ်းရဲ့25% discount ထင်အောင်ချပေးထားဖြစ်တဲ့အတွက်ဒီလိုစိတ်စုမဲ့ရန်သာဆုချင်နေဆိုရင်ကြားခဲ့ဖို့တော်ပြီးခေါ်ပါတယ်။